တရိษံနေနဲ့ရှင်လိုက်ရင် လူတွေကအသိဉာဏ်ပိုများကြရတယ်ဆိုတာအားလုံးလက်ခံထားကြတဲ့အရာတစ်ခုပါပဲ။ဒါပေမဲ့တရိษံနေထဲမှာလည်းလူသားတွေရဲ့အသိဉာဏ်နဲ့နှီးစက်တဲ့တရိษံတွေလည်းရှိနေပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့လူသားတွေနဲ့အသိဉာဏ်အနည်းဆက်ဆုံးတိရစ္ဆာန်တွေအကြောင်းကိုအပြည့်အစုံပြပြပေးသွားမှာဖြစ်ပါတယ်။ ဒီတရိษံတွေကဘလို့ထူးခြားရဲ့စွမ်းရည်တွေရှိပြီးတော့လူသားတွေရဲ့အသိဉာဏ်အနေနဲ့ဘာအစင်တူနေရလဲဆိုတာရဲ့ဒီတရိษံတွေကတဘာဝထဲမှာဘလို့နေထိုင်ကြလဲဆိုတာရဲ့ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဘယ်တိရစ္ဆာန်တွေကလူတွေနဲ့နှီးစက်တဲ့အသိဉာဏ်တွေရှိနေလဲဆိုတာကိုကြည့်လိုက်ရအောင်နော်။နံပါတ်1ချင်ပန်စီ။ ချင်ပန်စီတွေကလူသားတွေနဲ့ DNA 68.8%ရာခိုင်နှုန်းထိတူညီတဲ့အနီးစပ်ဆုံးတိရစ္ဆာန်တွေဖြစ်ပြီးတော့အလွန်တိုးတက်တဲ့ဉာဏ်ပညာတွေရှိကြပါတယ်။တချို့ချင်ပန်စီတွေဆိုရင်ကိန်းကနန်းတွေကိုပါအသုံးပြုနိုင်ပြီးနားလည်မှုမြင့်မားတဲ့အတွင်းစိတ်တွေလည်းရှိကြပါတယ်။ချင်ပန်စီတွေကအဖွဲလိုက်ပူးပေါင်းလှုပ်ဆောင်ခြင်းတွေမှာကျွမ်းကျင်ကြပြီးခလေးတွေကိုလည်းကာကွယ်စောင့်ရှောက်မှုအပြည့်ပေးကြတဲ့ဉာဏ်ရည်မြင့်မားတဲ့တိရစ္ဆာန်တွေပဲဖြစ်ပါတယ်။ နံပါတ်1စင်စင်တွေကတော့တဘာဝထဲမှာအကြီးဆုံးတိရစ္ဆာန်တွေဖြစ်ပြီးတော့မိသားစုနဲ့ချစ်ချစ်ခင်ခင်နေကြတဲ့တိရစ္ဆာန်ကြီးတွေပဲဖြစ်ပါတယ်စင်တွေကတည်ဆုံးသားတဲ့တငယ်ချင်းတွေအတွက်ဝမ်းနဲ့တက်ကြပြီးတော့နာကျင်တတ်တဲ့စိတ်ခံစားမှုလည်းရှိပြီးတတိယတတ်လွမ်းတက်တဲ့တိရစ္ဆာန်တွေလည်းဖြစ်ပါတယ်ဒါကြောင့်စင်တွေကအစုလိုက်အဖွဲလိုက်လှုပ်ဆောင်မှုတွေကောင်းပြီးတကောင်နဲ့တကောင်ရိုင်းရိုင်းပင်းပင်းနေတတ်တဲ့လိမ့်ဆန်တွေပဲဖြစ်ပါတယ်။ နံပါတ်3 dolphin dolphin တွေကတော့လူတွေလိုမျိုးတစ်ခေါင်နဲ့တစ်ခေါင်ဆက်သွယ်မှုရှိပြီးအတန်လှန့်ကွန်ရက်တွေနဲ့စကားပြောတတ်ကြပါတယ်။သူတို့တွေကလည်းအဖွဲလိုက်နေထိုင်တတ်ကြပြီးတော့အဖွဲလိုက်လှုပ်လှုပ်တတ်ကြလိမ့်ဆန်နေပဲဖြစ်ပါတယ်။ ဒေါဖင်တွေကမိသားစုအချင်းချင်းကာကွယ်တတ်ကြပြီးတော့အဖွဲ့တွေကတကောင်လောက်ဒုက္ခရောက်နေတော့မှပဲလွတ်မြောက်ရေးအတွက်အဖွဲ့လိုက်အကူအညီမှုတွေပြုလုပ်ကြပြီးတော့အញ្ញရေကလည်းအထူးကောင်းမွန်တယ်လို့သတ်မှတ်ခံထားရတဲ့တရိတ်ဆန်တွေပဲဖြစ်ပါတယ်။နံပါတ်၄ African Grey Parrot African Grey Parrot ဆိုတဲ့ကြက်တူရဲ့ငှက်ကလေးကတော့လူတွေပြောတဲ့ဘာသာစကား100ကျော်လောက်ကိုသိချပြောဆိုနိုင်ပြီးတော့အတန်အချိုးစားရလဲကောင်းမွန်တဲ့အပြင်အထိတ်ပဲနားလည်မှုစွမ်းရည်မှာဆိုရင်လည်းထူးချွန်တဲ့တိရစ္ဆာန်မျိုးစားပဲဖြစ်ပါတယ်သူတို့တွေကနားလည်နိုင်စွမ်းစွမ်းရည်နဲ့ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းမွန်မှုတွေကြောင့်မို့လို့နာမည်ကြီးတဲ့ငှက်မျိုးတွေလည်းဖြစ်ပါတယ်။ ဒါအပြင် သူတို့တွေကလူသားတွေရဲ့စကားလုံးပေါင်းစုံကိုသတိထားနားဆင်တတ်တာကြောင့်ဒီငှက်တွေရှေ့ရောက်ရင်တော့စကားပြောမမှားဖို့လိုပါလိမ့်မယ်။နံပါတ်5ခွေလူတွေနဲ့အရင်နှီးဆုံးတိရစ္ဆာန်ထဲမှာရှေ့ဆုံးကပါတဲ့ခွေးလေးတွေရလည်းလူစကားနဲ့လှုပ်ဆောင်ချက်တွေကိုနားလည်နိုင်ကြပြီးတော့လူစိတ်နဲ့အလွန်ချိတ်ဆက်တတ်တဲ့တိရစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။ သူတို့တွေရဲ့သဘာဝကလူတွေကိုကြည့်ပြီးတော့ခံစားချက်တွေလှုပ်ဝက်ချက်တွေကိုဖော်ထုတ်နိုင်ကြပြီးတတိလည်းရှိတာကြောင့်တချို့အမှုတွေမှာတော့ပဲခွေးလေးတွေကိုအသုံးပြုနေရတာဖြစ်ပါတယ်။ဒါအပြင် လူတွေအတွက်လည်းအတွဲဘက်ကောင်းအနေနဲ့ကောင်းကောင်းမွန်မွန်စွမ်းဆောင်နိုင်ကြပြီးတော့လူခံစားချက်ကိုလည်းနားလည်တတ်တဲ့တိရစ္ဆာန်တွေပဲဖြစ်ပါတယ်။နံပါတ်6 Gorilla ဂေါ်ရီလာတွေကလည်းလူသားတွေနဲ့ပုံစံအရပါဆင်တူတူဖြစ်ကြပြီးတော့ ိတ်ခံစားချက်တွေလည်းပြင်းထန်တဲ့လိပ်စံတွေပဲဖြစ်ပါတယ်။ဂေါ်ရီလာတွေကချစ်ခင်မှုဝမ်းနည်းမှုနားလည်မှုစားတဲ့စိတ်ခံစားချက်တွေရှိကြပါတယ်။ဒါကြောင့်လည်းဂေါ်ရီလာတွေကလူတွေနဲ့အလွန်နီးစပ်ပြီးတော့ခံစားနိုင်စွမ်းတွေလည်းရှိကြရပဲဖြစ်ပါတယ်။နံပါတ်9ជីကန်တလိษံတွေထဲမှာជីကန်းတွေရလဲညံကောင်းတဲ့တလိษံတွေဖြစ်ပြီးတော့သူတို့ရဲ့သတိရှိမှုကလည်းထူးခြားလာပါတယ် ဒါကြောင့်ကြီးကန်းတွေကလည်းလူတွေနဲ့အနီးကပ်ဆုံးဉာဏ်ပညာရှင်တွေပဲဖြစ်ပါတယ်။နံပါတ်၈ကက်ကဒူနောက်ထပ်ဉာဏ်ရည်မြင်မာတဲ့တိရစ္ဆာန်အမျိုးအစားတစ်မျိုးကတော့ကက်ကဒူငှက်တွေပဲဖြစ်ပါတယ်။ဒီငှက်တွေကတော့ဖန်တီးနိုင်စွမ်းကြီးမားကြပြီးတော့အစိတ်ကူးနဲ့အကြံဉာဏ်အသစ်အစမ်းတွေကိုဖန်တီးနိုင်စွမ်းရှိကြပါတယ်။သူတို့တွေကလူတွေအပေါ်ကိုလည်းလေးလာတတ်ကြပြီးအချိန်တော်တော်ကြာသတိထားနေတတ်ကြပါတယ်။ ကဲအခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကတော့လူတွေနဲ့အနီးဆက်ဆုံးအသိဉာဏ်ရှိကြတဲ့တိရစ္ဆာန်တွေအကြောင်းပဲဖြစ်ပါတယ်။ဒီလိုဘ ഹു တုဒရစရာအကြောင်းအရာလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။